အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တင်ထွန်းလေးကျွန်တော်ကနေ့ဒီဗီဒီယိုမှာ crypto ဈေးကွက်ပြောင်းလဲဈေးကွက်သတင်းအချက်အလက်တွေနဲ့ကျွန်တော်ဒီဈေးကွက်ထံမှာ crypto ဝယ်ထားမယ်ဆိုရင်ရောအာကျွန်တော်ဒီ short term အတွက် long term အတွက်ဘယ်လို plan တွေရှိမလဲပေါ့အာပြီးတော့လက်ရှိဝယ်ထားပြီးသားပေါ့နော်အရှုံးထဲမှာရှိနေတဲ့လူတွေအတွက်လည်းကျွန်တော်ဒီ DCA point ကဘယ်မှာဖြစ်မလဲဒီအရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်ပြပေးဖို့ရှိပါတယ်ဆိုတော့ကျွန်တော် BTC ရဲ့ current price ကိုကြည့်မှဆိုရင်ခနေ့ BTC က8300ဒီ batch လဲမှာကျွန်တော်တို့သွားနေတာတွေ့ရတယ် ETA ဆိုလဲ1900 BNB 6.6 Solana 1.3 DRS တခုမှသွားနေတာကိုကျွန်တော်တို့တွေ့ရတယ်တခြား HRP ADA AVH LTC.BCH for Dequan ရလည်းနည်းနည်း downside မှာရှိနေတာကိုကျွန်တော်တို့တွေ့ရတယ်အာတခြား TRH NIR ICP Dequan ရတော့နည်းနည်းတက်လာတဲ့အနေအထားမှာကျွန်တော်တို့ရှိရပေါ့နော်အာဆိုတော့ market ထဲမှာလည်းရှိ volume နဲ့အချက်တစ်ချက်ရပြီးတော့ဒီကျွန်တော်ဒီ FOMC meeting ပေါ့ FOMC meeting ကနေပြီးတော့ကျွန်တော်ဒီရလဒ်ကောင်တစ်ခုခုထွက်မှာဆိုရင်တော့ အပြောင်းလဲတစ်ခုခုတွေ့ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်တော်တော်လက်ရှိ market မှာကျွန်တော်ကြီးကြီးမားမားအပြောင်းလဲတစ်ခုမှမတွေ့ရသေးဘူးပေါ့တကယ်တမ်းပြောမယ်ဆိုရင်မနေ့ကကျွန်တော်ဒါအာမနေ့ကဆိုရင်ကျွန်တော်ဒီ market ဖွင့်တဲ့နေ့ပေါ့ကျွန်တော်မနေ့ကကြီးကြီးမားမားပြောင်းလဲမှုတစ်ခုတွေ့ရမယ်လို့ထင်တာဒါပေမဲ့လည်းကျွန်တော် volume နည်းတဲ့အတွက်ကြောင့်မလို့ပြောင်းလဲမှုကြီးကြီးမားမားဘာမှမတွေ့လိုက်ရဘူးပေါ့နော်ဆိုတော့ကျွန်တော်ဒီ bitcoin ရဲ့ four hour chart pattern ကိုသွားကြည့်ကြည့်မယ်ဆိုရင်လည်းအာကြီးကြီးမားမားပြောင်းလဲမှုရှိတာကိုကျွန်တော်မတွေ့ရဘူးဒါ6000ကနေပြီးတော့ 14000 13000ဒီပတ်ချလန်မှာပဲသွားနေတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်။အဲဆိုတော့ကျွန်တော်ဒီအထက်မှာ entry point ကဘယ်မှာဖြစ်မလဲဆိုတော့ကျွန်တော်ဒီအာကိုစီမာတာ BTC လုံးဝမရှိသေးဘူးပေါ့နော်။ဒါ entry ဝင်ထားခြင်းလဲဆိုရင်တော့ကျွန်တော်တို့ entry point က7000ကနေ7000 2000ပေါ့နော်။အဲမှာကျွန်တော်တို့ small margin low leverage အနေနဲ့ဒါ entry တစ်ခုဝင်ထားလို့ရတယ်ပေါ့နော်။ကိုစီမာလုံးဝမရှိသေးဘူးဆိုရင် fresh entry ပေါ့။ဆိုတော့ကျွန်တော်ဒီ DCA point ကလည်းကျွန်တော်ဟိုဟာ ဒီကနေပေါ့ဒီ CA point ကျတော့ကျွန်တော်9000ကနေ9000 2000 average တစ်ခုမှာပဲကျွန်တော်တို့သွားပြီးတော့ဒီ CA point လုပ်မယ်ပေါ့နော်အာဘာကြောင့်လဲဆိုတော့သွား market မှာ volume နည်းတဲ့အတွက်ကြောင့်မလို့အာအလွန်ဆုံးကျရင်လဲကျွန်တော်ဒီ9000ကနေ9000 2000ပေါ့အဲ့ဒီပတ်ချလဲလောက်ပဲကျနိုင်မယ်လို့တော်တော်များများလဲ comment ထားတာရှိကြတယ်ပေါ့နော်အာဆိုတော့ကျရင်တော့မှ9000ကနေ9000 2000ကျမယ်ဆိုတော့ကျွန်တော် market မှာ BTC ကအများကြီးကျသွားနိုင်တယ်ပေါ့နော်ကျွန်တော်ဒါတတောင်းနှစ်တောင်းထိရောက်သွားနိုင်တယ်ပေါ့ဒီအနေထားတစ်ခုလဲကျွန်တော်တို့သတင်းတွေတွေ့နေရတယ်ပေါ့တွေ့နေရတယ်ဆိုတော့ လက်ရှိကျွန်တော်ဒီလောက် bad news တွေထွက်လာတာတောင်မှ market မှာဈေးကအရင်ကြီးကျသွားတဲ့အနေထားမှာကျွန်တော်တို့မတွေးရဘူးပေါ့နော်ဆိုတော့ BTC ကအရင်ကြီးကျမဲ့လာလာမှာတော့မရှိသေးဘူးပေါ့ဆိုတော့အရင်ကြီးသိုးရင်နေရာတော့ဒီပုံမှာမရှိပါဘူးပြီးတော့ကျွန်တော်ဒီ daily chart pattern ကိုတစ်ချက်သွားကြည့်ကြည့်မယ်ဆိုရင်လည်းအရင်ကြီးကြီးကြီးမားမားပြောင်းလဲတာကျွန်တော်တို့မတွေးရဘူးကျွန်တော်ဒီ7000 4000ဆိုတော့ကျွန်တော်တို့ဒီ target တစ်ခု break လုပ်ပြီးမှဒါ7000 6000 7000 8000ပေါ့နော်ဒီအနေထားတစ်ခုကိုသွားပြီးတော့ကျွန်တော်9000 9000အထက်ပေါ့ဒါ အဲ့ဘက်ကိုသွားမယ်လို့ကျွန်တော်တို့ခံမှန်းထားတာပေါ့နော်ဒါမှမဟုတ်လည်းအာ BTC ကဒီလက်ရှိ range တစ်ခုမှာပဲရက်ရက်တန့်နေတာပေါ့ပြောမှဆိုရင်ဒါ stable coin ပုံစံလိုလိုဘာလိုလိုပေါ့နော်အဲ့လိုဖြစ်နေတဲ့အချိန်ကျတော့နည်းနည်းခံမှန်းရတယ်နည်းနည်းခက်နေတဲ့အင်ဂျာတစ်ခုဖြစ်တယ်ဆိုတော့ဒီချိန်မှာလုံးဝဟိုလို entry ကြီးကြီးမားမားတော့မယူသေးချင်ဘူးပေါ့နော်ဒါအငွေရမောင်များများကြီးနဲ့ဟိုဘယ်လို short ပဲဖြစ်ဖြစ် long ပဲဖြစ်ဖြစ်မဖွင့်ထားစေချင်ဘူးပေါ့နော် support ထဲမှာပဲဖြစ်ဖြစ်ကျွန်တော်ဒီအာ future ထဲမှာပဲဖြစ်ဖြစ် ဒါကြီးကြီးမားမားပြောင်းလဲမှုတစ်ခုမရှိသေးတော့ဒါခဏတစ်ပြုတ်တော့ချိန်ပေးပြီးစောင့်နေတင်တယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့လုံးဝမရှိတဲ့သူတွေကတော့ခုနကျွန်တော်ပြောထားတဲ့အတိုင်းအာနည်းနည်းပေါ်ပါတော့ကင်ထားတင်တယ်ပေါ့နော်အာဆိုတော့ကျွန်တော် weekly chart pattern ကိုတော့ကြည့်ကြည့်မယ်ဆိုရင်လည်းဒါ weekly chart pattern မှာတော့ကျွန်တော် higher high higher လို့ပေါ်တက်သွားတဲ့အနေအထားတစ်ခုကိုကျွန်တော်တွေ့ရတယ်ဒါပေမဲ့လည်းကျွန်တော်တို့ရဲ့ဒီ target တစ်ခုကပေါ့နော် target တစ်ခု7000 8000ပေါ့8000 8000 8900 ဒါ9000အထက်ပေါ့ဒီ target တစ်ခုကိုကျွန်တော်က break လုပ်ပြီးမှာပဲ BTC ကအဲ့နောက်ပိုင်းတသိန်းအထက်ပေါ့နော်ကျွန်တော် all time high ကိုမြင်ရလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့လက်ရှိမှာကျတော့ volume နည်းနေတယ်ပြီးတော့ကျွန်တော်ဒီ trade ရှိဖို့ရှိတဲ့ FOMC meeting ပေါ့အဲ့ပုံမှာလည်း market ကနည်းနည်း depend လုပ်မယ်ထင်တယ်ပေါ့နော်ဆိုတော့အဲ့ချိန်ကျမှကျွန်တော်ကြီးကြီးမားမားပြောင်းလဲမှုတစ်ခုကိုတွေ့ရလိမ့်မယ်လို့ထင်တယ်အာလက်ရှိအတွက်တော့ဒီလောက်ပါပဲဟိုတခြားကျွန်တော်ပြောစရာရှိတယ်ကျွန်တော်မေးစရာရှိရဆိုရင်လည်းကျွန်တော် comment ချန်ထားလို့ရပါတယ်ပြီးတော့ ကျွန်တော်တို့ Telegram channel ကို join မယ်ဆိုရင်တော့ဒါကျွန်တော် description မှာ Telegram ဆိုပြီးတော့ကျွန်တော် link ထည့်ပေးမယ်ပေါ့နော်အဲ့ကနေပြီးတော့ကျွန်တော် Telegram မှာလာ join ပြီးတော့ဒီ crypto အကြောင်းကိုအာလေ့လာလို့ရတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့အသေးစိတ် crypto နဲ့ပတ်သက်ပြီးတော့တင်ပြပေးဖို့ရှိပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်